ိမ့်မယ်ငှက်တွေထဲမှာကြီးကန်းတဲ့ဇီးခွက်မတည့်ဘူးဆိုတာသိကြလိမ့်မယ်နော်ဒါကြောင့်မို့လို့ကြီးကန်းကနေထွက်ဇီးခွက်ကညမှာထွက်သူတို့နှကောင်တွေ့လို့ရှိရင်တကောင်းတကောင်းလက်စားခြေကြမှာဖြစ်တယ်ဟောတကောင်းနဲ့တကောင်းမတည့်ကြဘူးသူတို့ရဲ့အမုန်းဟာကဘာဥကရေဟာစလာတဲ့အမုန်းတရားလို့ဆိုတယ်နော် ခုမှဖြစ်လာတဲ့အမုံတရားမဟုတ်ဘူးကဘာဥရေအမုံလာကြဘလို့ဖြစ်တုံလို့ဆိုကဘာဥကာလမှာခြေလေးကြောင်ရှိတဲ့သားကောင်လေးကချင်းလေးကိုမင်းအဖြစ်တင်မြောက်ကြချင်းလေးကိုမင်းအဖြစ်တင်မြောက်ကြတယ်ခေါင်းဆောင်အဖြစ်တင်မြောက်ကြတယ်ပေါ့ မြစ်တွေတဲကလည်းပဲထိုးတူပဲရွေးကြတယ်ရွေးတဲ့အခါကျတော့ဈီးခွက်ဆိုတာကိုမြစ်တွေကတော်တော်သဘောကျเนาะပညာရှိတယ်ဆိုပြီးတော့ဈီးခွက်ကိုခေါင်းဆောင်တင်မို့ရွေးကြတယ်ရွေးတဲ့အခါမှာကြံတဲ့ငှက်တွေကကန့်ကွက်မဲ့ကောင်းမရှိဘူးအဲ့ဒီထဲမှာဘသူကကန့်ကွက်တော့ဆိုချီးကန်းကကန့်ကွက်တော့ ကြီးကန်းကကန့်ွက်တယ်ဈီးခွက်ကိုခေါင်းဆောင်တင်လာတော့သူမချစ်နဲ့ပါဘူးတဲ့။ဘာဖြစ်လို့ရောဆိုလို့ရှင်ငှက်တွေကိုပြောတာခမည်းတော်ပဲစဉ်းစားကြည့်ပါတဲ့။ဈီးခွက်ဆိုတာဟာစိတ်မဆိုးတာတောင်မှမျက်လုံးကြီးကပြူပြူချင်းတဲ့။သူများစိတ်ဆိုးရင်ကျွတ်တို့ဘယ်လိုနေချမရော နမေရုစတိဗတ္တန္တိဥလူကတ္တာဖိတိစနံစီးပွဲကိုမင်းမြောက်တာခေါင်းဆောင်တင်လာတော့သူသဘောမတူပါဘူးတဲ့အကုတ်တ္တမုခံပတ္တစိတ်မဆိုးတဲ့မျက်နာပဲကြည့်60အကောင်းနဲ့မျက်လုံးပြူးနေတယ်ကထံကုတ်တော်ဂရိတ္တိသူများဒေါသထွင်ကျွတ်တို့ဘလို့လုံနေရမရောဆိုပြီးကန့်ွက်ကန့်ွက်ရပါမလားလို့ စည်းကွက်ကမကျေနပ်မကျေနပ်လို့ခြေကန်းကိုထိုးစိတ်ခြေကန်းနဲ့စည်းကွက်ကိုပြန်ထိုးစိတ်ဆိုလို့ခြေကန်းနဲ့စည်းကွက်ဟာကဘာဥရေရံပက်ကြီးဖြစ်သွားကြတယ်။ကြံနေငှက်တွေကတော့ကဲမင်းတို့ဘာဒီရံဖြစ်ခြင်းဖြစ်ကြတော့ဆိုပြီးတော့ဟင်းသားကိုခေါင်းဆောင်တင်လိုက်ကြတယ်။ဒီဇာလန်းရှိနော်အဲ့ဒါလည်းမှတ်လို့သတ်လို့တဲ့ဘဝသင်္ကန်းစာတစ်ခုပဲ။